ကျွန်မကဒါဆိုရင်ကျွန်မအိမ်မှာအဲ့ဒီနေပါကျွန်မဒီဘူးကိစ္စဘူးကျွန်မမသိဘူးကျွန်မနားမလဲမလေးရှားမှာကျွန်မတော်လန်ရေးပဲလောက်တာကိုအလုတ်ကိုလုတ်ပြီးတော့တော်လန်ရေးလုတ်နေတယ်ဖြစ်တဲ့အတွက်ဒီအမှုကိစ္စတွေကိုကျွန်မနားမလဲနားလေတဲ့လူရှိဟာလားနားလေတဲ့လူရှိသူတို့နဲ့တိုင်ပင်ကြည့်ပါဒါလူမှုရေ ါကိုကျမတို့ကဒါကာကွယ်ပါတယ်ဆိုလို့ရှင်တို့အခုကြည့်နေတဲ့လူတွေဝင်ပြောမလားဝင်ပြောလို့ရလားဒါကာကွယ်တာထားလိုက်ရှင်တို့ကာကွယ်ဒီဖြစ်စီမကာကွယ်ဒီဖြစ်စီကျမရှင်းတဲ့အကိစ္စပဲကျမရှင်းပါအဲ့တော့ကျမလူမှုရေးအရာကျမအဲ့ဒီမိခင်ကိုကျမအိမ်မှာထားပေးလိုက်တာအမှုကိစ္စကိုအဲ့ဒီဆက်လုပ်ပါသမီးက ်အလုလုံနေတဲ့လူမနဲ့မိုးလင်းလာတဲ့အလုသွားညဆိုရင်သမီးကည7နှစ်တနားရီမှပြန်ရောက်တာဖြစ်တဲ့အတွက်အန်တီအမှုကိစ္စတွေကိုသမီးလိုက်မလုပ်နိုင်ဘူးနော်အဲ့ဒီအတွက်အန်တီအိမ်မှာနေရတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ဒါပေမဲ့အကြံတော့ပေးလိုက်တယ်အန်တီမလေးရှားမှာတော့ကျမအကြံပေးမှာမဟုတ်ဘူးနော်ကိုနေရိုင်းကိုကိုပါကိုကြီးတို့ဘာလို့ဆိုတာမလေးရှားမှာဒီအလုသမားကြီးကိစ္စတွေအမှုကိစ္စတွေမှာလိုက်လုံနေတဲ့လူတွေဆိုတော့မလေးရှားလူတော်တော်များများ ဘာကိစ္စဖြစ်ဖြစ်ဒီလူတွေသတိရတယ်တကယ်အေးလို့သတိရတယ်ခုမကြခင်ကမှအမှုတစ်ခုဖြစ်လာတာမရင်းဘူးကျွန်မတင်လိုက်တာမှတ်မိကြမှာနော်အဲ့တော့ဒီအမှုတွေကလေကျွန်တော်တို့ကညီမို့ကျွန်တော်တို့သွားလုံးမယ်ဆိုပြီးတော့သွားရှာခဲ့တာသူတို့ကကျွန်တော်တို့စီရောက်လာလူတိနေတဲ့လူတွေလူလူတွေကဒီလူတွေကိုယုံကြည်ရပါတယ်ဆိုပြီးတော့ဆက်ဆက်တယ်သူတို့အားကိုးရမယ်ဒီမိဆက်တယ်လာတာဆက်တယ်လာဖြစ်တဲ့အတွက်အဲ့ဒီမှာခုနကကုနီယိုင်းတို့ပေါင်းဝင်ပတ်သက်လာကုန်ကျွန်မဆက်ပြောလာဒီလိုပဲအကြံပေးမှာကိုကိုခင်တဲ့လူကိုရှင်းမှာဒုက္ခရောက်ကိုရှင်းမှာမို့တယ်ဆိုဒီလိုလေးတော့ ခင်းနေတယ်ဒီလူလေးတို့ခင်းနေတယ်အကျံပေးမိတာဒါကိုမရင်းဘူးအကောက်ဝဲပါတယ်ကျွန်မကိုလည်းမရဘူးတန်ဒီလောက်ဆရာချီရဆက်လုံးမဲ့ဆိုလို့ရှိရင်တခြားလူတွေဒီမှာလေးရှားမှာအများကြီးပဲရှိကြပါတယ်ဒီချင်းနေတော့ကျွန်မလည်းမသိဘူးကျွန်မမှာချိတ်ဆက်တွေလည်းမရှိဘူးဆိုတဲ့အခါကျတော့သူလည်းသူ့ဟာနဲ့ချိတ်ဆက်တာအကုန်လုံးကိုလိုက်ချက်စိတ်တာကိုပါဘူးကြီးတယောက်တည်းမဟုတ်ဘူးကိုနေရန်ကြောက်တယ်မဟုတ်သူအားကိုးလို့ဘသူကိုအားကိုးလို့ရနိုင်မလဲဆိုတော့ဒီမှန်ချင်အောင်ပြုတ်ဖို့ချိတ်ဆက်ပြရတယ်နော်အဲ့တော့ ကျမအခုရှင်းမဲ့ကိစ္စကကျမပါဝင်ဒီအမှုမှာကျမပါဝင်ပတ်သက်လာတဲ့အပိုင်းကိုကျမရှင်းတာ။ဂျန်တဲ့ဒီတွေကသူတို့ပါဝင်ပတ်သက်မှုအပိုင်းကိုလို့ဆက်နေလိုက်။နော်။နောက်ခုကျမထပ်ပြောမယ်။အဲ့ဒီကိစ္စကိုတင်လိုက်တဲ့အာနိုးမျိုးတင်ရစာဆိုတော့အကောက်ပိုင်ရှင်းပပုတ်ပေးလိုက်ပါဒီလိုက်ပြီ။ပပုတ်ပေးလိုက်ပါ။ သူကဘာပြောတာလဲဆိုရင်သူမြင်တာညီမတို့ပြောတယ်ငါတို့ဖြေရှင်းစေခြင်းနဲ့ဆိုရင်မြင်မျက်နှာအမှန်တည်းလားမြင်ရှိထွက်လာပဲလားမြင်ရှိထွက်လာပဲမထွက်လာအောင်နော်အဲ့ဒီကောင်က NLD မလေးရှား NLD OC ရုံးကကောင်ဖြစ်တယ်ရုံးထဲမှာထိုင်တာမဟုတ်ဘူးအဲ့ဒီလိုပဲမှန်ပါမဟုတ်သေးတဲ့ကောင်လေးမျိုး NLD ရုံးအဖွဲ့ဝင်တဲ့ကောင်ဖြစ်တယ်မလေးရှားမှာပဲရှိတယ် NLD OC ကျွန်တော်အကြိမ်သောက်ရှင်နော်ကျွန်တော်အကြိမ်သောက်ရှင် ဲ့ဒီအာနိုးမျိုးတင့်ဆိုတဲ့ကောင်မလေးရှားကကောင်ဖြစ်တယ်သူရဲ့အကောင့်မှာကျွန်မဝင်ပြီးတော့မြေပြင်မှာမို့လို့မျက်နှာပေါ်မရလို့ကျွန်တော်တို့ကမပေါ်ပါဘူးလို့ပြောဒီအချိန်မှာဒေါ်လာရေး၄နှစ်မှာမြေပြင်မှာမျက်နှာပေါ်လို့မရတဲ့လူရှိတယ်လို့ယုံကြည်နေတဲ့စောက်တော်သားတွေကိုလည်းကျွန်မပြောတယ်နော်စောက်တော်သားတွေကကျွန်မတို့ဟာဒီအချိန်မှာမျက်နှာခေါ်လို့မရတဲ့လူရှိတာ ကျမတို့မျက်နှာပေါ်လာတယ်ကိုဘာဘူးကြီးမျက်နှာပေါ်ပြီးလုံလုံကိုနေရမျက်နှာပေါ်ပြီးလုံလုံကိုကျမဘာဖြစ်လို့လဲဆိုကျမဒီ၃ယောက်နာမည်ကိုမောင်းနေတက်တာလို့ကျမဒီ၃ယောက်ကိုတွေ့တော့အန်အန်ဒီရုံးကောက်ဖြစ်ပါတယ်နော်ဒီပြဿနာကအန်အန်ဒီကနေအစအဆုံးပတ်သက်နေတဲ့ပြဿနာဘာခုနကျမအစာခေါ်ထုတ်ပြီးတော့အဆုံးတက်လာပါမယ်ဘာပဲဒီအဆုံးတက်ကိုကျမဒီမှာမပြောသေးဘူးရှင်တို့နှစ်ကြောင်းလေးပြရမယ်အရင်စဉ်းစားပါဦးကျမပြောတာလေ ဖြစ်နိုင်ခြင်းရှိမရှိဟုတ်လားညီမဗရိမှုကိုကာကွယ်တာမဟုတ်ဘူးအဒိမှုဘက်ကဝင်ပြောနေတာပေါ့အဲ့ဒီအမှုလက်ရှိနေဆိုင်နေတာမရှိသေးဘူးနော်ကျမတို့ကိုဒီဒီအမှုပေါ်မှာပါဝင်ပတ်သက်ပြီးကာကွယ်နေပါတယ်ဆိုလို့ကျမဒီကိစ္စကိုရှင်းဟုတ်တယ်ကျမတို့ပေါ်မှာပတ်သက်တယ်နော်ကျမတို့ဗရိမှုတည့်ရှင်းပြီးမှ န်ဒီ OC မလေးရှားရဲ့လုံရက်ဒီကိုတခုချင်းဒီကမှထုတ်ပေးပါเนาะအဲ့မှာခန့်ကူဆိုတဲ့ CDM must open အဲ့လူတွေပေါ့ဗောရှင်တို့ရှင်တို့ကျမတို့ဒီအမှုရှင်တို့စိတ်ဝင်စားတယ်ပေါ်စီခြင်းနဲ့အမှန်တရားကိုပေါ်စီခြင်းနဲ့အဲ့လူတွေမျက်နှာကိုဆွဲထုတ်ဆွဲဖြုတ်ပေးပါဟုတ်လားအဲ့ဒီ CDM ကိုခန့်ဆိုတဲ့လူကတော့เนาะမြန်မာပြည်ထဲမှာ ဲ့ဒီအာနိုးဆိုတဲ့အာနိုးရိုးတေဆိုတဲ့မြင့်တာတချမ်းပဲတင်လာတဲ့ကောင်းလာတာမလေးရှားတဲ့မရှိဘူးအန်နယ်ဒီကိုစီလုံးမှရှိပါတယ်အာနိုးမျိုးတေဆိုတဲ့လူကျမတရားနေပြောလိုက်ရေပြင်းမှာမို့လို့မြင့်တာပုံလို့မရဘူးခလေးအုံနောက်နဲ့ပဲရှင်တို့ပြောနေတာအဲ့ဒီစကားတွေယုံနေတဲ့ရှင်တို့စောက်တော်သားတွေပဲတော့ကျင်